ောက်တောင်ဆောင်မော်ကဖျားချောင်းဆောင်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့လူလက်ရာနဲ့တရာတရားပေါင်းဆက်ပြီးဖြစ်တည်လာတဲ့ကဘာအံွယ်ဘာသာရေးအဆောင်တစ်ခုအကြောင်းပဲဖြစ်ပါရည်ဓာတ်ပုံထဲမှာမြင်နေရတဲ့အတိုင်းပဲထူးဆန်းအံ့ဩစရာကောင်းတဲ့ဒီနေရာရှိနေတဲ့ဖျားချောင်းဆောင်မှာအီတလီနိုင်ငံမြောက်ပိုင်းဗီရိုနာမြို့နီးရှိမွန်တီဗဲလ်ဒိုတောင်တန်းပေါ်မှာတည်ရှိနေတဲ့ဆန်တူအာရီယိုဒီလာမာတနာဒီလာကိုရိုနာလို့ခေါ်တဲ့အကြောင်းဆောင်ပဲဖြစ်ပါရည် ။ဒီကျောင်းဆောင်ဟာပင်လယ်ရေမျက်နှာပြင်အထက်894မီတာအမြင့်ကကြောက်တောင်ရဲ့ဒေါင်းလိုင်းမျက်နှာပြင်မှာကပ်ပါတည်ရှိနေပါသည်။အဝေးကကြည့်ရင်ကြောက်တောင်ကိုထွင်းပြီးဆောက်လုပ်ထားတာလား၊လေထဲမှာတည်ဆောက်ထားတာလားလို့မေးစရာဖြစ်လာအောင်ကိုရင်သက်ရှုမောစရာကောင်းပါသည်။ကောင်းကင်နဲ့မြေကြီးကြောက်ကဖျားချောင်းလိုလည်းထင်စားခေါ်ဝေါ်ကြပါသည်။အကြောင်းကတော့ကျောက်ဆောင်ရဲ့တစ်ဖက်ကကျောက်တောင်ကြီးနဲ့ကပ်နေပြီးကျန်တစ်ဖက်ကတော့မီတာ900ကျော်နဲ့တဲ့ကျောက်ကဘာကြီးကိုမျက်နှာမူထားလို့ပဲဖြစ်ပါသေးတယ် ကျောင်းဆောင်နှမင်းမောင်ပါရီကိုရိုနာဆိုတဲ့စကားလုံးဟာတရက်ဖူးလို့အတိတ်ပဲရတယ်လို့အဲ့ဒီခေတ်ခါကတောင်ချားကကြောက်တောင်ထိတ်လို့ရည်ညွှန်းတဲ့စကားလုံးဟောင်းတစ်ခုလည်းဖြစ်နိုင်တယ်လို့သူတေတီတွေကဆိုပါရီဒီလိုမယုံနိုင်စရာနေရာမှာဖျားကျောင်းဆောင်တစ်ဆောင်ဘာကြောင့်ဆောက်လုပ်ခဲ့ရတာလဲဒီကျောင်းဆောင်ရဲ့တမိုင်းကနှစ်ပေါင်းတစ်ထောင်ကျော်ရှိလျက်ပါရီစတရာစုလောက်ကလေးကရည်သေးတွေဟာဒီတောင်ကဘာနီးမှာသတင်းသုံးခဲ့ကြပါရီတရားအထုတ်ဖို့လောကရဲ့စူပူတန်တွေကနေကင်းဝေးဖို့အတွက်အင်မတန်ထီးကျန်တဲ့နေရာကိုရွေးချယ်ခဲ့ကြတာပါ ဇတ်တုံးရစုမှာတေးငယ်တဲ့ဘုံကြီးចောင်းငယ်လေးတစ်ခုစတင်ပေါ်ပေါက်လာခဲ့ပြီးတဲ့နော်1922ခုနှစ်ဝင်းကျင်မှာအခြေခံចောင်းဆောင်ကိုစတင်တည်ဆောက်ခဲ့ပါသည်ဒဏ္ဍာရီလာပုံပြင်ရ1922ခုနှစ်မှာတူရကီစစ်တပ်ကဂရီနိုင်ငံရိုဂျွန်းကိုသိမ်းပိုက်တိုက်ခိုက်ချိန်မှာဒီကျုံးပေါ်မှာဝမ်းနေပူဆွေးနေတဲ့မေရော်ယုတ်ထုဟာနတ်တမန်ကြီးရဲ့ကူညီမှုနဲ့ဒီနေရာကိုအံ့ဖွယ်နည်းနဲ့ရောက်ရှိလာတယ်လို့ဆိုကြပါရီဒီအဖြစ်အပျက်တွေကစပြီးဖျားဖူးတွေပုံမူလာရောက်တဲ့နေရာဖြစ်လာခဲ့ပါရီ ကျောက်တောင်လေးကိုပေါင်းဆက်ပြီးတိဆောက်ရတဲ့အတွက်တိဆောက်ရေးလုပ်ငန်းစဉ်ဟာရာစုနှစ်ပေါင်းများစွာကြာခဲ့ပါသည်။လက်ရှိမြင်တွေ့နေရတဲ့ Gothic ဘီတုကာလက်ရာပုံစံကို19ရာစုနောက်ပိုင်းမှာအကြီးအကျယ်ပြုပြင်ချဲ့ထွင်ခဲ့ပြီး1980ပြည့်နှစ်လိုများမှာအပြည့်အဝပြန်လည်မွမ်းမံခဲ့ပါသည်။အရင်တုန်းကအန်ဒီယံများရဲ့တောင်ပေါ်လန်းချင်းချင်းလေးတွေကနေပဲသွားလို့ရပေမယ့်အခုအခါမှာတော့အဓိကလမ်းကြောင်းတစ်ခုရှိပါသည်။အောက်ခြေကတော့ဗရန်တီနိုရွာကနေတက်လာရတဲ့ခြေလမ်း200ကျော်ပါတဲ့ရှေးဟောင်းလှေကားတွေလည်း အပေါ်ဘက်စပီယာစီရွာဘက်ကနေရှောင်းနိုင်တယ်လဝက်ကတိုင်လန်လို့ခေါ်တဲ့ကတ္တရာလန်ဆိုပြီးလန်နှစ်ခုရှိပါသည်ဖျားကူရီနဲ့ဧသည်ရီဟာဘာသာရေးအရသရတရားကြောင့်တော်လကောင်းတဘာဝရဲ့အလားတရားတွေနဲ့လူရဲ့အံ့ပွေလက်ရာကိုကြီးရှုခြင်းလို့တော်လကောင်းဒီနေရာကိုမဖြစ်မနေလာရောက်ကြပါသည်အဲဒီကိုရောက်ရှိသွားတဲ့အခါမှာခံစားရမယ့်တိတ်ဆိတ်ငြိမ်သက်မှုတဘာဝတရားနဲ့နီးစပ်မှုတို့ဟာတခြားဘယ်နေရာနဲ့မှမတူညီတဲ့ထူးခြားတဲ့အတွေ့အကြုံကိုပေးစွမ်းမှာအမှန်ပါပဲ မာဒိုနာဒီလာကိုရိုနာကျောင်းဆောင်ဟာလူသားတွေရဲ့ယုံကြည်မှုဇွဲလုံးလာတဲ့ဘီတုကာပညာတို့ကြောက်တောင်ကြီးနဲ့တသားတည်းပေါင်းစပ်နေတဲ့အသက်တည်တစ်ခုပဲဖြစ်ပါသေးတယ်။